ဆင်ပြေကြရလားဗျဒီအပိုင်းမှာ Fibrogan Channel မှာပြောင်းလဲမှုကြီးကြီးမားမားတခုပေါ်ပေါက်နေတယ်အဲ့ဒါကတော့ Bitcoin ETF လည်းမဟုတ်ဘူး Meme Coin Trading နေလည်းမဟုတ်ဘူးအဲ့ဒါပုံပြီးအရေးကြီးတဲ့အကြောင်းအရာတစ်ခုပါ Cryptocurrency နဲ့ပတ်သက်လို့ရှိရင်လူပြောများရေပန်းအစားဆုံးမိန့်ခွန်းတစ်ခုရှိတယ် ဲ့မိကုံးကလည်းယနေ့ထက်တိုင်တော်တော်များများကဖြည့်ချဖို့တော့ခက်ခဲနေနေတယ်။အခုချိန်မှာတော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့လာပြီးတင်ဆက်ပြသပေးပါမယ်။အားလုံးသိချင်နေကြတဲ့မိကုံးကတော့ crypto အသစ်တွေအချိန်ပေါ်ကိုတက်မလာခဲ့။ဘယ်နေရာမှာသွားဝင်လို့ရမလဲ။အတိတ်ပဲကတော့ကျွန်တော်တို့သာကြိုတိပြီးတော့ဝယ်ထားနိုင်မယ်ဆိုလို့ရှိရင်အဲ့ crypto တခုကအချိန်ပေါ်ကိုတက်လာတဲ့အခါမှာစားပေါင်းများစွာချမ်းသာသွားနိုင်တယ်ဆိုကြပါဒီလိုသတင်းချက်လက် information တွေဆိုတာကလွယ်လွယ်ကူကူရနိုင်တဲ့ကိစ္စတော့မဟုတ်ဘူးညာ crypto project တွေဆိုတာကလည်း retail သမားရဲ့လက်ထဲကိုမရောက်ခင် yeni မြုပ်နှံသူ investor တွေရဲ့ငွေကြေးထောက်ပံ့ရရှိတော့မှဒီ project တိုးတက်ကောင်းမွန်ပြီးတော့အောင်မြင်လာဖို့အတွက်အလားအလာရှိလာမှာပါဒီအတွက်ကြောင့်လည်း crypto project အသစ်တွေကသူတို့ဘဝအစမှာ venture capitalist လို့ခေါ်တဲ့ငွေကြေးလုံးရင်းတဲ့ yeni မြုပ်နှံသူတွေအထက်မှာသူတို့ရဲ့ crypto တွေကိုရောင်းချထားပြီးတော့ share ဖွဲ့ဝေပေးထားပါတယ်အိပယ်ကောက်ရရင်တော့ venture capitalist တွေက project အောင်မြင်မယ်ကြာရှုံးမယ်ဆိုတာသူတို့မသိပဲ သူတို့ရဲ့ပတ်စံငွေကြေးအရင်းမြစ်တွေကိုစောစီးစွာနဲ့ကြုံတင်ရင်းနှီးမြှုပ်နှံထားရတဲ့အတွက်အပြင်ပေါက်ဈေးဒေါ်လာပေါက်မယ်ဆိုလို့ရှိရင်သူတို့က3.1ဒေါ်လာဘိုးလောင်နဲ့ခရစ်တိုတွေကိုဈေးပေါပေါစောစီးစွာရရှိထားနိုင်ခဲ့တာပေါ့ဗျာ။ဒါကြောင့်လည်းငွေကြေးအမြောက်များပိုက်ဆိုင်ထားတဲ့လူတွေကသူတို့စွန့်စားပြီးတော့ရင်းနှီးမြှုပ်နှံထားတဲ့ project တစ်ခုသာပေါက်သွားပြီဆိုရင်သူတို့ကစားပေါင်းများစွာပို့ပြီးတော့ချမ်းသာသွားတာလည်းဖြစ်ပါတယ်။ဒီလိုခွင့်ရေးကိုတာမန်လူတွေနဲ့ retail trader တွေရရှိဖို့အတွက်ဆိုတာကအရင်ကာလတုန်းကဆိုရင်အင်တာမခက်ခဲတဲ့ကိစ္စတစ်ခုပေါ့ဗျာ။ အခုလက်ရှိမှာတော့ Binance Alpha ကြောင့်ဘရာအားလုံးပြောင်းလဲသွားခဲ့ပါပြီ။လက်ရှိချိန်မှာတာမန်လူတွေ Release Trader တမအားလုံးဟာ Crypto အသစ် Project တက်လာပြီဆိုလို့ရှိရင် Venture Capital List တွေရဲ့အတိုင်းသူတို့ Like ပြီးတော့ဝယ်ယူလို့ရနေပါပြီ။အစောပိုင်းယင်းနှိမ့်နေဖို့အတွက်လည်း Decentralized Exchange တွေအသုံးပြုကြရမလို့တော့ပါဘူး။ Binance Alpha ရောက်ရှိလို့လာခဲ့ပါပြီ။ Crypto ရဲ့အဓိကရည်ရွယ်ချက်ကတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လူသားတိုင်းဒဏ်ထူညီမျှခွင့်ရရှိဖို့အတွက်ပါ။ ။တကယ်လက်တွေ့မှာတော့ project တစ်ခုကောင်းလာပြီဆိုလို့ရှိရင်အစောပိုင်းကာလပတ်စံအမြောက်များရင်းနှီးနိုင်တူတာဒီလိုမျိုးအထူးခွင့်ရရရှိခဲ့တာလည်းဖြစ်ပါလိမ့်။မိတ်ဆွေတို့သင်ချာလေးတတိထားပြီးကြည့်ကြည့်ပါ။ token တကူဟာ exchange ပေါ်ကိုတက်လာတာနဲ့အစုံတယောက်ကဒါတွေကိုကြိုတင်ဝယ်ထားပြီးတော့ကျွန်တော်တို့ဝယ်တဲ့အချိန်မှာထုတ်ရောင်းချသွားပြီးအမြတ်ဆုံးနေများစွာရရှိခဲ့တာလည်းဖြစ်ပါတယ်။အများစုက retail trader တွေဖြစ်တဲ့ဒီလိုမျိုးငွေကြေးလည်ပတ်စီးဆင်းမှုသဘောတရားကိုလည်းနားမလည်တဲ့အတွက်ကြောင့်လို့အရှုံးနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ retail သမားတွေအနေနဲ့လည်းမေးစရာမေးခွန်းတစ်ခုရှိလာပါတယ်။ အဲ့ဒီမိန်းကုံးကတော့ token တွေ exchange ပေါ်မှာ list မလုပ်ခင်ကျွန်တော်တို့အနေနဲ့လည်းဘယ်လိုမျိုးကြိုတင်ဝယ်ယူစုဆောင်းထားနိုင်ပါလဲဒီလိုဝယ်ယူဖို့အတွက်ဆိုလို့ရှိရင်တော့သူများထက်ဦးပြီးတော့သတင်းတွေစောစီစွာသိနေရမှာပါပုံမှန်အဖြစ်တော့ X Telegram Discord စတဲ့ channel တွေကနေသတင်းတွေကျွန်တော်တို့ live ပြီးနှိုက်ရပါတယ်လက်ရှိအချိန်မှာတော့ဒီကိစ္စတွေအားလုံးကို Binance Alpha ကဖြည့်ရှင်းပေးလိုက်ပါပြီ ကျွန်တော်တို့ on chain satellite exchange ပေါ်မှာပဲဒီ crypto တွေကိုကြိုတင်ဝယ်ယူလို့ရနေပါပြီ။ Binance Alpha ကတော့ satellite exchange ပေါ်မရောက်ခင်အရင်ကလေးက Binance Wallet Web3 ဘက်မှာရှိနေခဲ့တာပါ။သူ့ရဲ့ DAO ကတော့ token အသစ်တွေ exchange ပေါ်မှာ list မလုပ်ခင်ကျွန်တော်တို့ source ဆိုတာနဲ့ကြိုတင်ဝယ်ယူသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ Web3 project ရဲ့ token အသစ်တွေ Binance Spot ဒါမှမဟုတ်ရင် future ကိုမတက်လာခင်မှာ research လုပ်ပြီးတော့ဝယ်ယူနိုင်မဲ့ platform ဖြစ်ပါတယ်။ဒီ video တစ်ပုဒ်လုံးရဲ့အမိုက်ဆုံး feature ကတော့အခုလာပါပြီ။ Binance Alpha ကို Binance Wallet မှာပဲတုံးလို့ရတာမဟုတ်တော့ပါဘူးလက်ရှိ Binance Exchange ပေါ်မှာလည်းကျွန်တော်တို့အသုံးပြုလို့ရနေပါပြီ centralized exchange ပေါ်ကိုရောက်လာတဲ့အတွက်ကြောင့် MetaMask တို့ Trust Wallet တို့မလိုတော့သလို crypto gas fee တွေလည်းကုန်စရာမလိုတော့ပါဘူး Binance Alpha ပေါ်မှာတက်လာတဲ့ crypto project အသစ်တွေကိုဝယ်ယူဖို့အတွက်ဆိုလို့ရှိရင် Binance Exchange ပေါ်က Spot Funding Wallet ဒီနှစ်ခုကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဝယ်ယူလို့ရနေပါပြီဝယ်ယူရတဲ့အခါမှာလည်း instant နဲ့ချက်ချင်းဝယ်လို့ရသလို နောက်မှဝယ်ခြင်းလဲဆိုလို့ရှိရင် limit order တင်ထားပြီးတော့လဲဝယ်လို့ရနေပါပြီဒီနေရာမှာ alpha point ဆိုတဲ့စနစ်တစ်ခုကိုကျွန်တော်ရှင်းပြပါမယ် alpha point တွေကိုဘယ်လိုစုရမလဲဆိုရင် binance alpha ပေါ်မှာတက်လာတဲ့ crypto တွေကို hold လုပ်ထားတာနောက်တစ်ချက်က binance exchange ပေါ်မှာ trading လုပ်တာနေပြီးတော့ကျွန်တော်တို့ဒီ point တွေကိုစုနိုင်ပါတယ်အဲ့ဒီ point တွေကိုစုထားခြင်းအပြင် TGE token generation event လို့ခေါ်တဲ့ Binance Exchange ပေါ်မှာ token အသစ် list ပလုပ်ခဲ့အယောင်းစီစဉ်နေမှာဦးစားပေးပါဝင်ခွင့်ရမှာလည်းဖြစ်ပါတယ် crypto airdrop တွေရောလိုချင်ကြလားဗျာ ဒါဆိုရင်တော့မပူပါနဲ့ Binance Alpha ကနေပြီးတော့ Airdrop ပေးမဲ့အစီအစဉ်ညောင်များစွာလည်းရှိပါတယ်။လက်ရှိအချိန်ထိ Binance Alpha အစီအစဉ်ကနေပြီးတော့ Airdrop ပေါင်း15ခုချပေးခဲ့တယ်။အဲ့ဒီ Airdrop ပေး15ခု total စုစုပေါင်းရတဲ့ပမာဏဒေါ်လာ1490ခုပမာဏလောက်ပြန်ပြန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုမျိုးရရှိဖို့အတွက်ဆိုလို့ရှိရင်တော့ mix ratio က alpha point တွေကိုဒီနေ့ကစပြီးတော့စုဆောင်းထားဖို့လိုအပ်ပါတယ်။အခုလူပြောများလာတဲ့ binance alpha ကတွေးကြည့်မယ်ဆိုလို့ရှိရင် trading လုပ်ရုံအမျက်ရှာရုံတက်တဲ့ platform တစ်ခုမဟုတ်တော့ပါဘူး။တနည်းအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင် web3 နယ်ပယ်ကိုလူသားတိုင်းအသုံးပြုလို့ရအောင် web2 အောင်လို့ဖန်တီးပေးနေတာပါ။ဟိုရင်ချင်ရဆိုလို့ရှိရင်ဒီလိုမျိုး token အသစ်တွေကိုဝယ်ပြီးတော့စုဆောင်းထားနိုင်ဖို့ဂျင်းနီမြုံနယ်ထားနိုင်ဖို့ဆိုတာကပတ်စံငွေကြေးချမ်းသာသူတွေဂျင်းနီမြုံနယ်မှုလုပ်ငန်းရှင်တွေနဲ့ venture capitalist တွေသာရရှိနိုင်တဲ့အခွင့်အရေးပါ။ ါပေမဲ့အခုလက်ရှိမှာတော့ Binance Alpha ကဒီအခွင့်အရေးကို retail သမားတွေလူသားအားလုံးတွေလာပြီးတော့ပေးနေပါပြီ။ဒါကြောင့်ဒီဗီဒီယိုကြည့်ရှုပြီးတဲ့မိတ်ဆွေချစ်ပိတ်သက်တို့အနေနဲ့ Web3 project အသစ်တစ်ခုခုဈေးွက်ထဲကိုတက်လာပြီဆိုလို့ရှိရင်အရင်ဆုံး Binance Alpha မှာစောစောဆီဆီတွားရောက်ရှာဖွေနိုင်ပါပြီ Alpha token ကိုဟိုးလုပ်ထားတာနဲ့ trading လုပ်ရာတစ်ဆင့်လဲ Alpha point ကိုကျွန်တော်တို့စုဆောင်းနိုင်ပါပြီနောက်ပြီးတော့ Alpha event portal မှာလည်းမိတ်ဆွေတို့ရရှိနိုင်မယ် airdrop တွေ TGE တွေကိုကြိုတင်ပြီးတော့တွားရောက်ကြည့်ရှုနိုင်ပါတယ်သုံးဆန်နိုင်မယ်အခုကျွန်တော် review လုပ်ပေးတဲ့ video ဟာ educational purpose only ဖြစ်ပါတယ် Binance Alpha က early stage crypto project တွေကိုမိတ်ဆက်ပေးတာဖြစ်တဲ့အတွက် မိတ်ဆွေတို့ဒီနေရာမှာရင်းနှီးမြှုပ်နှံမှုလာပြီးတော့လောက်ကင်တော့မယ်ဆိုလို့ရှိရင် DIY ကိုပါ do your own research လုပ်ပြီးတော့မှ decision ချဖို့အတွက်အကြံပြုပါရစေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့မှပြန်လဲဆုံတွေ့ပါမယ်